ကင်းနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC နဲ့အောက်မှာရှိတဲ့ကျင်းထောင်ဖြစ်ပါတယ် အရေးစီတရားရေးဌာနလက်အောက်မှာရှိရဲ့အချင်းစာရိတာပြပြင်းရင်းနဲ့ပြန်လည်ထူထောင်ရေးဌာနကနေဂိုင်တွင်ထားတဲ့အချင်းထောင်တစ်ခုရှိပြီးအခုအချင်းထောင်ဟာနံပါတ်၁ဖြစ်ပါတယ်။နောက်ထပ်အချင်းထောင်တစ်ခုကတော့သီဆောက်နေစေဖြစ်ပြီးမကြခင်မှာဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ Okay တချို့ထောင်ဝင်စာတွေရတယ်နော်ဟုတ်လား။အိနီနာအဖွဲ့တွေရတာလား။မိသားစုနဲ့ဆက်သွယ်ဟမ်။အဲ့နော်။မိသားစုနဲ့ဆက်သွယ်ရတဲ့လူရှိတယ်နော်။ Okay okay ဟုတ်။ Okay ော်ကျွန်တော်တို့အရင်တနစ်ကလေးဂရိပေးထားတာရှိတယ်လေလာမယ့်နှစ်ကျရင်မိသားစုနဲ့ချိတ်ဆက်ဆောင်ရွက်နိုင်မယ့်ကိစ္စတွေစူးစမ်းပေးမယ်ဆိုဒီနေ့လည်းတက်နေသလားကျွန်တော်တို့လုပ်ပေးနေရနော်ဘယ်လိုပဲဖြစ်ဖြစ်အာကြက်ကြမမနေပေးစိတ်ထားမမှန်လေးထားနော်အာအသက်ကြီးတဲ့အုပ်စုတွေရှိတယ်အာအချိန်ရရင်တော့တရားလေးပါလေးမှတ်ပေါ့နော်မနေ့မနေ့ဖျားရှိကိုသေးလားနေ့တိုင်းပဲနော်လက်ရှိမှာတော့အခုအချင်းထောင်ထဲမှာအကျဉ်းသားတရားကျော်လောက်ရှိပြီးအများစုကတော့တိုက်ပွဲအတွင်းမှာဖမ်းဆီးရမိထားတဲ့ ာနာသိစစ်ကောင်စီတပ်ဖွဲ့ဝင်စစ်တုံးပန်းတွေဖြစ်ပါတယ်။သူကတော့ကရင်နီနဲ့ရှမ်းတောင်အဆက်မိုးပြေနမ်းမေခုံလမ်းပေါ်ဟာတိုက်ပွဲတနေရမှာဖမ်းဆီးရမိခဲ့တဲ့စစ်ကောင်စီဗိုလ်မှူးတဦးဖြစ်ပြီးလက်ရှိအချင်းထောင်မှာပြစ်ဒဏ်ချခံနေရတာပါ။ဒီလိုရောက်လာတာကတော့ကျွန်တော်တို့17ရက်17လ2023ခုနှစ်မှာဒီလက်ဆန်ကဒီမိုးပြေနမ်းမေခုံလမ်းပေါ်ကလက်ဆန်ကကျူးတာတိုက်ပွဲမှာဒါတိုက်ပွဲတုန်းကဖမ်းဆီးရမိပြီးတော့ ဒီကိုကျွန်တော်ရောက်ရှိလာခြင်းဖြစ်ပါတယ်။ဒီမှာနေရထိုင်ရတဲ့အချိန်တွေကတော့အားလုံးဖိုင်းပါတယ်ခင်ဗျ။အားလုံးကောင်းပါတယ်။ကောင်းပါတယ်ဆိုတာဒီကတာဝန်ရှိတဲ့အာဏာပိုင်တွေကလည်းအကုန်လုံးဒီကျွန်တော်တို့စစ်တုံးပန်းတွေပေါ့နော်။ဒီစစ်တုံးပန်းတွေကိုဂျနီဗာကွန်ဗင်းရှင်းနဲ့အညီထားတော့ကျွန်တော်တွေ့ပါတယ်။နေထိုင်ရေးစားရေးတောက်ရေးလည်းခက်ခဲတဲ့အချိန်တွေကြားထဲမှာအားလုံးနေပါဘလုံးနေပါ100%မဟုတ်တော့냐လဲ။ဒါအားလုံးပြည့်စုံအောင်လုပ်ပေးထားတာကိုတွေ့ရပါတယ်ခင်ဗျ။ သူတို့ကအချင်းထောင်ခဲကိုအချင်းကြပြီလို့ပြောရင်တော့အပြစ်ပေးဖို့အတွက်ကလုံလောက်နေပါဘူး။ဖက်ဆင့်ထောင်မှာရောက်မှပဲအနှိမ့်ဆက်ထခံရဖို့အတွက်ထောင်ကိုဖွင့်ထားတာမဟုတ်ဘူး။ကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်ဒီလိုပဲခံတာ။အဲ့တော့ထောင်လည်းအချခံရသေးတယ်။ဖက်ဆင့်အနှိမ့်ဆက်လည်းခံရသေးတယ်လို့ပြောရင်ဒါလူလူသားမဆန်လို့လည်းအလုပ်တွေလုပ်ကြတယ်လို့ပဲကျွန်တော်မြင်တယ်လीနော်။ ဲ့တော့ထောင်ချပြီလို့ပြောကြတယ်အရာရာကျွန်တော်ချုပ်ထားပြီးသားပါအမှန်စင်သူရဲ့အချိန်ကိုပိုင်အချိန်ကျွန်တော်ချုပ်တယ်နော်သူရဲ့အတွေးခေါ်တချို့စီကျွန်တော်ချုပ်လိုက်တယ်အဲနောက်ပြီးတော့သူရဲ့အမှုကျင့်ကျွန်တော်ချုပ်တယ်သူရဲ့အစားပေါက်ကျွန်တော်ချုပ်တယ်အသွာလာကန့်တတ်တယ်အကုန်လုံးကျွန်တော်ကန့်တတ်ထားပြီးသားအကန့်တတ်နဲ့စီးနဲ့ပေါင်နဲ့ကြားမှာနေရပြီးသားလို့ပြောလူကအလူလူနဲ့ကိုဟိုဘယ်လိုပြောရမလဲဆိုလို့ရှိရင်အပြင်လူနဲ့အများကြီးကွာပါပြီးသားပဲပေါ့ ်နော်အဲ့လိုဟပြီးတဲ့နေရာမှာလာပြီးကျွန်တော်ကထပ်ပြီးတော့ဟိုလူကြီးတယောက်နည်းလာပြီးငါရောက်ရင်အများရန်ကြောက်နေရမယ်ငါရောက်သူတို့ထပ်စင်းနှိမ့်ဆက်မယ်ဆိုတဲ့စိတ်ကလေးလို့ရင်တော့ထိမ့်သိမ်းပြုပြင်ပေးမယ်လူထက်ဆိုင်ထပ်စင်းနှိမ့်ဆက်တဲ့သူတယောက်နည်းနဲ့ပဲလာတာဖြစ်နေမှာလေနော်ဟုတ်ချင်းခါတော့ဘာလို့မဆိုခက်ခွင့်ရှိတယ်မလားချင်းလုံးလက်ရှိသေးတယ်နော်ဟုတ်ချင်းလုံးကလူလူလက်ရှိရင်ပြောပေါ့တလုံးတော့ပြောင်းဝင်မရဘူး အဲ့တလုံးပြောင်းဝယ်ပြင်မလားတကယ်ခက်ကြရမလားကျွန်မရင်းနဲ့ပတ်လို့ကြလိမ့်တော့နောက်နေ့ကျွန်တော်လည်းပါမယ်အကျဉ်းသားတွေအထင်းမှာတချို့ကအမိန်ချပြီးသားအကျဉ်းသားတွေဖြစ်ပြီးတချို့ကတော့အမိန်မချရသေးတဲ့ထောင်အချုပ်ကျနေသူတွေဖြစ်တယ်လို့သိရပါတယ်အခုမြင်ရတာကတော့အကျဉ်းထောင်ကိုမရောက်သေးခင်အမိန်မချရသေးတဲ့စစ်တုံပန်းတွေကိုစူးစီးထားတဲ့နေရာဖြစ်ပါတယ်စစ်တုံပန်းတွေရဲ့မိသားစုဝင်အချို့လေး ဒီစခန်းမှာရှိနေပြီးအချိန်တစ်ခုရောက်ရင်တော့အားလုံးမိမိသွားလို့ရနေရက်ကိုသွားခွင့်ရမှာဖြစ်ပါတယ်။ဟဲ့လွမ်းကြံခဲ့မှဆုံးလို့တဲ့။အမမြင်တော်ဝဲတယ်ဟိုမှာ။ဒါမဲ့မလေးတဲ့ဟိုမှာလည်းသမီးကြီးကြံခဲ့တယ်ဆိုတော့တဲ့။ပြန်လဲပြန်စင်ချင်တယ်တဲ့။ပြန်လဲမပြန်စင်ချင်ဘူး။အဲ့လိုဖြစ်နေတာ။ ဒီရှိတဲ့စိမီပြန်နေဖန်းလာပြီးဖန်းရပြီးပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာပြီးလို့ပြောရင်တော့ကျွန်တော်တို့က yes ခံအပ်တယ်အဲ့ anything မှုဆွေးတင်တဲ့ကိစ္စတွေလောက်ကြတာပေါ့လीနော်ပြီးတော့တရားတကြီးကနေအမိတ်ချတာပေါ့နော်အမိတ်ချပြီးမှထောင်ညောင်းလာတာပေါ့အာဒါမဲ့ထောင်ကထောင်တိကဖွဲ့ကြတော့တချို့ကအဲ့လိုဖြစ်တယ်ဒါပေမဲ့တချို့ကြတော့လေထောင်ရောက်မှပဲအမိတ်ပြန်လာချတာမျိုးပေါ့နော်မှုအမှုစီစီတာမျိုးတွေကိုထောင်ရောက်မှပဲပြန်ပြီးတော့တရားတကြီးလာပြီးတော့ဆောင်ရွက်တာမျိုးတွေလည်းရှိပါတယ်ပေါ့ဆရာဟုတ် တုံ့ပန်အချို့တော့တိုက်ပွဲအတွင်လက်နက်ကြီးငင်းဒဏ်ရာရီနဲ့တိမ်မလို့အခြေအနေမှာဖန်စီရမိခဲ့ပေမဲ့လိုအပ်တဲ့စေဝါကုတမှုတွေပေးပြီးအသက်ဆက်ထားတာဖြစ်ပါတယ်။ဒါပေမဲ့အလုံးကတော့အခုချိန်မှာကြမ်းကြမ်းမှမှဖြစ်နေကြတာကိုတွေ့ရပါတယ်။လိုအပ်တဲ့စေဝါကုတမှုတွေကိုတော့အကျဉ်းထောင်အတွင်းကဈေးခန်းမှာပဲဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ခဏကိုအဖြစ်လား။ဟုတ်ကဲ့အားရပါတယ်။အော်ဟုတ်လား။အရင်နဲ့ဖြစ်မှုတွေတင်ရမယ်။ဟုတ်လား။ဒီနေ့ဖြစ်မှုတွေအော် နော်ကုလို့ရလားဟုတ်ပါဘူးကုလို့ရလားဆေးပြဆေးအဆေးမရသေးဘူးဩကျွန်တော်ကတော့ဝါရီကော့ခုမှာဖြစ်ခဲ့တဲ့တစ်လေးလုံးစစ်စင်မှာကျွန်တော်တို့ဖမ်းမိခဲ့ပြီးတော့မှဒီကိုရောက်လာအောင်ဖြစ်ရမယ်ကျွန်တော်ဘက်ကဖမ်းမိတဲ့အချိန်ကြီးတော့ကျွန်တော်ဟိုကိုယ်တိုင်မကြုံဘူးတော့ကျွန်တော်မသိဘူးခင်ဗျဒီဘက်ကိုကျွန်တော်တို့ရောက်တဲ့အချိန်မှာတော့ကျွန်တော်တို့ဒါဂျနီဗာကွန်ဗင်းရှင်းနဲ့အညီကျွန်တော်တို့ထားတာရှိပါတယ်။နှိမ့်ဆက်ညှဉ်းပန်းခြင်းတွေလည်းမရှိပါဘူး။တိုက်ဝဲမှာဖမ်းမိတဲ့အချိန်မှာဒဏ်ရာရခဲ့တဲ့ သူတွေကိုလည်းတခြားစေးကူပေးတယ်ပြီးလို့ရှိရင်ဒါရှိတဲ့စစ်တုံးပန်းတွေအားလုံးလည်းတခြားစောင့်ရှောက်ထားတဲ့အနေအထားမျိုးကျွန်တော်တွေ့ရပါတယ်။ဟောမိသားစုကတော့ကျွန်တော်ဒါတစ်ချိန်ချိန်မှာဒါအိမ်ကိုပြန်လဲပြန်လာထိုက်တဲ့အချိန်မှာကျွန်တော်ပြန်လာမှာပါပြန်ဆုံရရမှာလို့ကျွန်တော်ယုံကြည်ပါတယ်။တို့အားလုံးတူတူပဲမတူကြကြပါဘူးရည်တတ်တယ်ပြောင်းလိုက်တယ်ကျင်းတတ်တယ် အချင်းသားတွေဟာအချင်းထောင်နှစ်ပတ်လေးနေအပါအဝင်အခမ်းအနားတွေပြုတ်လုတဲ့အချိန်ရောက်ရင်ထောင်တာဝန်ရှိသူတွေနဲ့အတူတီဆူကခုံနာတွေကိုပါလုတ်ခွင့်ရကြပါတယ် တချို့လူကကျွန်တော်ပြောပါတယ်ထောင်မှာကြည်လိုက်ရင်ဆံမင်းသားတို့ရောက်ပြီလို့ပြောတယ်အပြင်ကလူထက်တော်ပျော်နေတယ်လို့ပဲပေါ့နော်ပြီးတော့ကျွန်တော်ရဲ့တချို့စီ Facebook မှာတွေမှာကျွန်တော်တင်နေဟာစီတချို့ကပြောတယ်အဲငါတို့စိဆောင်ဘွားတော့မှသူတို့လောက်မပျော်ဘူးပေါ့နော်စိဆောင်တော့ဒီခက်ခဲတယ်အဲသူတို့အလောက်မထားတင်ဘူးတချို့စီဘာလို့မတတ်လိုက်တာလဲပေါ့နော်တချို့စီကျွန်တော်ဖန်သွားတယ်လမ်းမှာကလေးပါပြောလဲဆိုယူနွားတကောင်နဲ့လဲမလီပေါ့နော်လူတယောက်နွားတကောင်နဲ့လဲမယ်ဝဲတကောင်နဲ့လဲမယ်သူတို့ကနာကြီးတဲ့စိတ်နဲ့ ပြောကြတာတော့ကိုနားလေတယ်ပေါ့နော်။သို့တော်လည်းပဲကျွန်တော်ကခွင့်လန်ခွင့်လွတ်နိုင်ဖို့အမြဲတမ်းကြိုးစားရတဲ့သူတွေပါ။အဲ့လိုပဲကျွန်တော်ကလစ်စာချီဖို့အတွက်တည်းပဲဖန်ထားတယ်လို့ပြောရင်တော့စစ်နေပြင်ကလေးတတ်ပလိုက်လို့နော်။အဲ့ကလေးတတ်လိုက်ရရှင်းတာပေါ့နော်။ဒါမဲ့ကျွန်တော်တို့ကအချမ်းဖက်တောင်းတဲ့သူတက်တက်မဟုတ်ဘူးကျွန်တော်အဖွဲ့ကနော်။ KND ကပြောပြပြောဒီတော်လိုင်းအင်အားစု Green မှာနေတဲ့တော်လိုင်းအင်အားစုကကျွန်တော်ပြရမယ်နိုင်ငံတကာစံချိန်စံမျိုးအတိုင်းနဲ့ကျွန်တော်တို့လူခွင့်ရီလီစာလိုက်လာတယ်ဆိုတော့ကျွန်တော်ပြရမယ်။ နော်အဲ့တိုင်းလည်းနေရမယ်ပြဖို့တက်တက်မဟုတ်ဘူးနော်တကယ် asset ကလေးမျိုးကျွန်တော်တို့မှရှိတယ်ဆိုတာမျိုးကိုဖြစ်ရမယ်တိုက်ပွဲအတွင်းလက်နက်ချအညံ့ခံခဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရေးတပ်ဖွဲ့ဝင်တချို့ကတော့ဒီအချင်းထောင်မှာတန်စီချုပ်ရုံအုပ်စတဲ့ရာထူးတာဝန်တွေကိုပြန်လည်ထမ်းဆောင်နေတာကိုလည်းတွေ့ရပါတယ်ဘုံမူဖြိုးမျက်နိုင်ကလည်းအရင်တုန်းကဒီအချင်းထောင်မှာတန်စီချုပ်အဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်မိသားစုသတင်းစကားပါတင်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့တော့နေ့စဉ်နဲ့မျှတာ homesick ပေါ့နော်နေရောလွမ်းပါတယ်မိသားစုဘဝတွေဒီ family life ကိုကျွန်တော်အရင်သတိရပါတယ်အဲသို့တော်ညာလဲဟိုယုံကြည်စေချင်တာတခုကကျွန်တော်ဒီအချိန်တန်တဲ့ချိန်ကြလို့ရှိရင်ဒါမိသားစုစီကိုကျွန်တော်ပြောရှင်းပြလာမယ်ဆိုတာကိုလည်းယုံကြည်ထားစေချင်တယ်အဲကျွန်တော်ဒီမှာရောက်ရှိနေတဲ့အချိန်တွင်းမှာလဲမိသားစုအနေနဲ့ဆောင်ရွက်တဲ့ဆောင်ရွက်ထိုက်တဲ့ကိစ္စတွေလုံးတင်လုပ်ထိုက်တဲ့ကိစ္စတွေကိုကျွန်တော်ရဲ့အသက်အန္တရာယ်နေထိုင်ရေးကိစ္စတွေကိုစိတ်မပူဘဲနဲ့ဆက်လက်ဆောင်ရွက်ပါဖို့အတွက်ကြိုးစားလိုပါတယ်ခင်ဗျာ ဒီချိန်မှာတို့ဝန်ထမ်းတို့အကျဉ်းသားဂျာထဲမှာကွာဟမှုတွေပါပြီးမစင်စားဘူးခါလီကြရင်ကျွန်တော်တို့မြေတာဆက်ဝိုင်းတစ်ခုလေးထဲမှာဖြူစင်တဲ့နှလုံးသားရင်ကဥပပေါင်းဆောင်ရွက်မှုတွေအလုပ်တူလုပ်တပါကြီးကတာရအောင်နော်အဓိကမြေတာတွေနော်ဟုတ်တယ်နော်အာအာအာလုံးပဲအပြန်လာကြုံမိတာပြရင်နဲ့မိတာဆက်ဝိုင်းနဲ့မှာငင်းငင်းကြံကြံနဲ့အတူရှင်သွဲနေထိုင်ရင်းနဲ့အိမ်ပြန်ရမယ့်နေ့တွေအမြန်ဆုံးအာ ခံစားရရှိကြပါစေလို့ကျွန်တော်အနေနဲ့ဆန္ဒပြုဆိုတောင်းပေးပါเนาะဟုတ်ကဲ့